တန်ရာပြဿနာလေးလာမရှိခဲ့ရင်သူကရနယ်ဒိုမက်ဆီတို့နဲ့တန်တန်းထဲမှာရှိနေလိမ့်မယ်ဆိုတဲ့ကားရန်ပေးပြည်သူအားလုံးမိလာများဟင်းတာအိုင်မကွန်ရှိကောမောင်ဖိုက်ဆစ်ပရင်စာပေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်စပါးနဲ့ရီယယ်မက်ဒရစ်တောင်ပိုင်းကစားမောင်းကားရန်ပေးကသူ့အနေနဲ့တန်ရာပြဿနာလေးလာမရှိခဲ့ဘူးဆိုရင်ဆယ်လိုတဲ့မက်ဆီတို့နဲ့တန်တူနေရာမျိုးမှာရပ်တည်နိုင်ဖို့တေချာသလောက်ရှိတယ်လို့ခံယူမိကြောင်းထုတ်ပေါ်ပြောကြားလာခဲ့ပါရင် ကရမရဘောလုံးလောက်ကမှာကွာခြားတဲ့ထူးခြားတဲ့ကစားမအတူဖြစ်ပြီးသူ့ရဲ့အမြန်တုံးချေစွမ်းတဲ့အံ့ဖွယ်ကိုယ်တွေကြောင့်လည်းကြီးခဲ့ပါရီ။ဒါပေမဲ့သူ့ရဲ့ပြောဆိုချက်တွေအရဒန်ယာရီကြောင့်အခွင့်အရေးများကဲမှုကသူ့ကိုခွေးဂျာရယ်လိုနဲ့လျော်နယ်မက်ဆီလိုလိုဂရမ်ဝင်အဆင့်ကိုမရောက်ရှိစေခဲ့ဘူးလို့သူယုံကြည်နေပါရီ။ဘေးကဒန်ယာရီသားများကဲရင်ကျွန်တော်နာမည်ကခရစ်စတီယာနိုနဲ့မက်ဆီတို့ရဲ့ဆွေးနွေးမှုမှာပါဝင်နေမှာပါလို့ဆိုပါရီ။ဒါကသူ့ရဲ့ရီယယ်မက်ထစ်ကာလာမှာဒန်ယာရီကြောင့်ကစားပွဲတွေလွှဲချော့ခဲ့ရတာကိုထောက်ပြတာပါ။ဘေးဟာ2013ခုနှစ်မှာရီယယ်မက်ထစ်ကောက်စပါးကနေပြောင်းလာခဲ့ပြီး2023ကနေ2020ကာလအတွင်းဒန်ယာရီကြောင့်ပွဲပေါင်း100ကျော်လွှဲချော့ခဲ့ရပါတယ်။ အထူးသဖြင့်သူ့ရဲ့အခြေသလုံးနဲ့ဒူကောင်းတင်ရာတွေကသူ့ကိုပုံမှန်ကစားဖို့အတွက်ခက်ခဲစေခဲ့ပါတယ်။ဒါပေမဲ့တင်ရာဒေသများခဲ့ရင်သူ့ရနယ်ဒိုနဲ့မက်ဆီတို့နဲ့တန်းတူဖြစ်သွားနိုင်မလားဆိုတာဆွေးနွေးစရာပါ။ဘင်းအောင်အမြန်ဆုံးပြတ်သွားတဲ့တိုင်းစင်ဆိုင်နဲ့အဝေးကန်ဆက်သွင်းမှုတွေမှာထူးခြားပေမဲ့ရနယ်ဒိုနဲ့မက်ဆီတို့လိုနှစ်ဆင့်ပုံမှန်ကိုပေါင်း9ကျော်သွင်းနိုင်တဲ့စွမ်းဆောင်ရည်ကိုတော့မပြသနိုင်ခဲ့ပါဘူး။ဒါပေမဲ့သူ့ရဲ့အချိန်ကိုင်းစွမ်းဆောင်ရည်တွေအထူးသဖြင့်ချန်ပီယံလိပွဲတွေမှာသူ့ရဲ့အရေးပါမှုတွေကိုတော့ငြင်းလို့မရပါဘူး။ဘေးက Real Madrid ရဲ့လေ့ကျင့်ရေးမှာသူ့ရဲ့ free kick ကန်တော့က Redo ထက်ပိုကောင်းတယ်လို့ဆိုရင်ဒါပေမဲ့ပွဲတွေမှာ free kick ကန်မှု Redo ကိုပဲဦးစားပေးခဲ့တယ်လို့သူခန်းစားရတယ်။ ဒါကဘေးရဲ့အသင်းအတွက်အခွင့်အမရခဲ့မှုပေါ်စိတ်ပြတ်မှုကိုပြရင်ဒီနေရာမှာဘေးရဲ့ free kick ကန်တိုင်စွမ်းကိုကြည့်ရင်သူဟာစပါမာတို့ကဝေးကနေပြတ်သားတဲ့ free kick တွေကိုတွင်းယူခဲ့တာကြောင့်နာမည်ကြီးပါရင် Real Madrid မှာလည်းသူ့ရဲ့ free kick goal တွေကသူ့ရဲ့စွမ်းရည်ကိုတက်တည်ပြပါရင်ဒါပေမဲ့ Ronaldo ရဲ့ Real ရဲ့အဓိက free kick တမားဖြစ်ပြီးတော့သူ့ရဲ့ goal twin တို့နဲ့ကစားဟန်ကအသင်းရဲ့ viewer မှာဦးစားပေးခင်ရတာပါဒါကဘေးရဲ့စွမ်းရည်ကို short ချထားတာမဟုတ်ပေမဲ့အသင်းသင်းမှာကစားမရတဲ့အခက်ခဏကိုနီးပြတွေကဘလို့တတ်မှတ်တယ်ဆိုတာကိုပြပါရီဘေးက Champions League ပိုလိုပွဲတွေမှာသူ့ရဲ့စွမ်းဆောင်ရည်ကိုအလေးပေးပြောဆိုထားပါရီ အထူးသဖြင့်2010ချန်ပီယံလိဘောလုပွဲမှာအတလီကိုမက်ထရစ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာသူ့ရဲ့ဂိုးကဆုံးဖြတ်ပေးခဲ့တယ်လို့ဆိုပါတယ်ဒီပွဲမှာရီယယ်မက်ထရစ်ကလေကိုတခုနဲ့အနိုင်ရခဲ့ပြီးဘေးရဲ့တောက်ကန်ဘောကလည်းသွင်းတဲ့ကောင်းတိုက်ကိုကပွဲရဲ့အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်အလားတူပဲ2018ချန်ပီယံလိဘောလုပွဲမှာရီယယ်မက်ထရစ်ကလီဗာပူးကို3ဂိုးတခုနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာဘေးရဲ့ဘိုင်းစကဲကစ်ကဘောလုံးတစ်ပိုင်းမှာကနေဝင်ဖြစ်ခဲ့ပါတယ်ဒီဂိုးကိုသူကအမ်ဘွယ်ဂိုးလို့ဖော်ပြခဲ့ပြီးဒါပေမဲ့ဒီသူ့နာမည်ကဂါရန့်မေဖြစ်နေလို့အတိအမှတ်ပြုမှုမရခဲ့ဘူးလို့ဆိုပါတယ်ဒီနေရာမှာဘေးရဲ့စိတ်ခံစားမှုကိုနားလည်လို့ရပါတယ်သူ့ရဲ့ဂိုးတွေကချန်ပီယံလိတမိုင်းမှာအမှတ်ရစရာဖြစ်ပေမဲ့ နော်ရီနိုနဲ့မန်စီတို့လိုကျယ်ပွေးနေတဲ့အရင်အောက်မှာသူရဲ့စွမ်းဆောင်ရည်တွေကမထင်ရှားခဲ့ပါဘူး။ဘေးက2013ခုနှစ်မှာရီယယ်မက်ဒရစ်ကိုဆယ်နေနေပြောင်းရွှေ့ခြင်းရောတန်းတရာကြောင့်လည်းရောက်ရှိလာခဲ့တာပါ။2013ခုနှစ်ကနေ2020ကြာကာလမှာသူကချန်ပီယံလိဖလား၅လုံး၊လာလီဂါဖလား၂လုံး၊ကလပ်ဝဘလား၃လုံးနဲ့တခြားဖလားတွေကိုရရှိခဲ့ပါတယ်။သူရဲ့မှတ်တမ်းကလည်းပွဲပေါင်း250တဝဲမှာအတွင်းကို106ခုနဲ့ဂိုးဖန်နေမှု68ခုနဲ့တင်ရှိခဲ့ပါတယ်။ဒီဆိုင်ရင်ကသူ့ရဲ့အရေးသွေးတွေကိုတက်တည်ပြပေးမယ်။ဒဏ်ရာတွေရရှိခဲ့တာနဲ့ရယ်လွေရဲ့အရေးအောက်မှာသူ့ရဲ့စွမ်းဆောင်ရည်တွေကိုမိမောင်းထိုးပြခံရတယ်မရှိခဲ့ပါဘူး။ရယ်မက်ဒရစ်မှာဘေးရဲ့အဓိကအဆင့်ကောင်မှုတွေကဒဏ်ရာတွေနဲ့ရယ်မက်ဒရစ်ပြည်သက်တွေအစီကမျှော်လင့်ချက်တွေပါ။ ရေပရိသတ်တွေကသူ့ကိုရန်ဒိုနဲ့မဲစီလိုလိုနှိမ့်စင်ပုံမှန်ကိုရင်သွင်းယူပေးနိုင်မယ်လို့မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့ဘေးရဲ့ကစားဟန်ကရန်ဒိုလိုကိုသွင်းစမ်းမဟုတ်ပဲအချိန်ကြီးပေါက်ကွဲထက်တဲ့စွမ်းဆောင်ရည်မျိုးဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့စွမ်းဆောင်ရည်တွေကတချို့ပရိသတ်တွေက short တွေခဲ့ကြပါတယ်။ဘေးရဲ့ပြောဆိုချက်တွေကသူ့ရဲ့စွမ်းဆောင်ရည်ကိုအတိအမှန်ပြုမခံရတာကိုစိတ်ပြတ်မှုပြသပါတယ်။ညကိတကောင်ဘယ်လိုမြင်ကြလဲ။ဘေးကသူပြောသလိုဒန်ယာရီရဲ့တားကောင်တာမဖြစ်ခဲ့ရင်ရန်ဒိုနဲ့မဲစီလိုရဲ့တန်းမှာရှိနေမယ်လို့ထင်လား။ပြောပြသွားခဲ့ကြပါဦး။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်ခင်ဗျာ။